ဂျပန်နိုင်ငံဟစ်တာချီမြို့မှာနေထိုင်သူတွေအတွက်ဝက်ဝံအန္တရာယ်မဖြစ်အောင်အကာအကွယ်ပေးဖို့ Google Eyes အသံချဲ့ဆက်နဲ့ဖောက်ခွဲပစ္စည်းအသေးတွေတပ်ဆင်ထားတဲ့ drone တစ်စင်ပါဒီ drone ဟာမကြာခင်ကဝက်ဝံတွေအများပြားတွေ့ရှိကြောင်းသတင်းပို့ထားတဲ့သတိကြံတစ်ခုကိုကင်းလည်နေပါတယ် drone ရဲ့အသံချဲ့ဆက်ကနေခက်ကြဲကြဲခွေးအောင်သံတွေဖွင့်လိုက်လို့ဝက်ဝံတွေမထွက်ပြေးဘူးဆိုရင်သေးစားချိန်ထားတဲ့မီးရှူမီးပန်းတချို့နဲ့ပစ်ဖောက်ခြောက်လိုက်ရမှာဖြစ်ပါတယ် Gifu စီရင်စုရရှိသူက ဘယ်လိုအကောင့်ထဲပုံမလဲဆိုတော့ကိုစဉ်းစားတဲ့အခါဘဝဝင်တွေကိုလူနဲ့ဖြစ်ဖြစ်၊ကိုယ်တွေနဲ့ဖြစ်ဖြစ်မောင်းထုတ်မလားဆိုတာစမ်းသပ်ခဲ့ကြပါလေ။နောက်ဆုံးမှာတော့ချက်ချင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းဖြစ်တဲ့အတွက် drone တွေကိုသုံးဖို့ဆုံးဖြတ်လိုက်ပါလေလို့ရှင်းပြပါလေ။ဒီနေ့ထက်မှဂျပန်နိုင်ငံဟာဘဝဝင်တိုက်ခိုက်မှုတွေမြင့်တက်လာတာကိုတွေ့ခဲ့ရပါလေ။အဓိကအဖြစ်ဟစ်တာချီမျိုးကနေကားနဲ့နိုင်ဝက်လောက်ဝေးတဲ့မျိုးသေးတွေမှာဖြစ်ပွားခဲ့တာပါ။စပိန်ခီးသွားသူဟာဘဝဝင်ငယ်လေးနဲ့တွေ့ပြီးဒဏ်ရာနည်းနည်းနဲ့လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ဖြစ်ကြောင့်ဒေသခံအာဏာပိုင်တွေကဆိုင်းမှုတွေတက်စင်တာထောင်ချောက်တွေချတာခြုံနယ်ပိတ်ပေါင်းတွေရှင်းလင်းတာစတာတွေကိုလှုံ့ဆော်ခဲ့ရပါတယ်။ဒါပြင်ခီးသွားတွေကိုဝက်ဝံ၆လန့်ခေါလုံးတွေတည်ဆောင်ပြီးအဖွဲလိုက်ခီးသွားဖို့သတိပေးခဲ့ပါတယ်။၂၀၁၂ခုနှစ်ကစပြီးဂျပန်နိုင်ငံရဲ့အာရှဝက်ဝံနဲ့ရေတွက်ဟာမဲလိုက်မှုရောကြသွားတာကြောင့်၃စာဒေါ်လာတယ်လို့ယူဆကြပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်ဝက်တချသီးနဲ့ဘူးစသီးလိုဝက်ဝံတွေအတွက် တဘာဝစားစာတွေလည်းရှားပါလာခဲ့ပါတယ်။ဂျေးလက်ကစွန့်ပစ်စိုက်ပျိုးမြေတွေကြောင့်ပြိဿန်တွေအတွက်လူနေအိမ်နီးမှာအစားအစာရှာဖွေဖို့ကလွဲလို့ရွေးချယ်စရာနည်းလာခဲ့ပါတယ်။တကယ်ပဲထိခက်တရာမရစေချင်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်းနီးကပ်ကြုံခဲ့ရတာတွေရှိပါတယ်။သူတို့ကစိုက်ကြည့်နေတဲ့အချိန်အရန်ကြောက်ဖို့ကောင်းပါလေလို့ဆိုပါတယ်။ဒီဘဝဝတက်ခတ်မှုတွေကြောင့်တရုတ်ဗြိတိန်နဲ့အမေရိကန်နိုင်ငံတွေကခီးသွားသတိပေးချက်တွေထုတ်ပြန်ထားပြီးဂျပန်နိုင်ငံကလည်းဝက်ဝံတွေကိုထိန်းချုပ်ဖို့ မြောက်ပိုင်းဒေသကြီးမှာစစ်တပ်ကိုတောင်ချထားခဲ့ရပါတယ်။ဒေသခံတွေကတော့ခီးသွွားဧည့်သည်တွေဆက်လက်လာရောက်အောင်မယ်လို့မျှော်လင့်နေကြပြီးမိုးပေါ်ကနေမနာတဲ့ဟောင်းနေတဲ့ဒရုန်းရဲ့အတန်းတွေအကျိုးသက်ရောက်မှုရှိမယ်လို့ယုံကြည်နေကြပါတယ်ခင်ဗျာ။